အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီစာအုပ်ထက်ကအကြောင်းအရာတွေကိုနေပြီးတော့ဒီသမိုင်းစာအုပ်ထက်ကအကြောင်းအရာတွေနော်ဒီသမိုင်းစာအုပ်ကတော့ဒီမှာကောင်းစေတက်ထတာကတော့ဒညဝတီဌာနေကလို့အမျိုးတိုင်းရင်သားများမျိုးတိုင်းရင်သားများရဲ့သမိုင်းစာအုပ်လို့ပြောပေမဲ့ဒီဟာကတခြားလူမျိုးတွေရဲ့အကြောင်းကိုလည်းအများကြီးထည့်ထားတယ်ချင်းလူမျိုးတွေရဲ့ခိုင်လူမျိုးတွေအဲ့ဒီမှာတက်လူမျိုးတွေစသဖြင့်သူတို့အကြောင်းအရာတွေကိုလည်း ထည့်ထားတယ်မြန်မာနိုင်ငံကလူတွေအကြောင်းကိုလည်းထည့်ထားတယ်ဆိုတော့အားလုံးရဲ့သမိုင်းပါပဲအားလုံးချစ်တဲ့သမိုင်းတစ်ခုဖြစ်တယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ပြောချင်းကဘာကြောင့်ပြောတာလဲเนาะဆိုတော့ကျွန်တော်တို့လူမျိုးတွေထဲမှာဒီလိုကင်ပြီးတော့နော်သမိုင်းစာအုပ်ကိုကင်ခွင့်မရှိဘူးမရှိတော့ကျွန်တော်တို့ကသမိုင်းအကြောင်းကိုမသိဘူးသမိုင်းအကြောင်းကိုမသိတော့ဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးမျိုးကွဲကြတယ် เนาะกวยจ๋าเดขมีဆိုပြီးတော့กวยจ๋าเดตองမျိုးဆိုပြီးတော့กวยจ๋าเดမျိုးဆိုပြီးတော့กวยจ๋าเดအဲ့ဒီမှာတစ်ခါမျိုးအတုအစေခုဆိုတော့กวยတယ်ပြီးလို့ရှိရင်တော့ခမီးအတုအစေဆိုတော့กวยတယ်စသည်ဖြင့်ဒီအเจ้าတွေกวยရခြင်းကဒီစာအုပ်ကိုကျွန်တော်တို့သမိုင်းကြောင့်မသိတဲ့အတွက်ကြောင့်ကျွန်တော်တို့กวยတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တင်ဆက်ရခြင်းကကျွန်တော်တို့လူမျိုးတွေတစ်စိတစ်လုံးလေးဖြစ်လို့ရှိရင်ကျွန်တော်တို့လူမျိုးတွေတုတ်တက်မှာပဲဆိုတဲ့ဟာကိုအယူရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့စီလုံးဖို့လို့တယ် ဲ့လိုမျိုးကျွန်တော်တို့တကွေးတပြားနေခဲ့တာကြာပြီဆိုတော့အဲ့ဒီကောင်ရဲ့အကျိုးဆက်ကပါလဲဆိုတော့ကျွန်တော်တို့လိုအပ်တဲ့တုတ်တက်တလောင်းတုတ်တက်အောင်ကျွန်တော်တို့အခွင့်အရေးကိုတောင်းဆိုဖို့အခွင့်အရေးတွေမရကြဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကနော်ဒီအခွင့်အရေးတွေကိုရဖို့အတွက်တစ်စီးတလုံးလေးနေလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးတွေနော်လူနည်းစုတွေရဲ့အခွင့်အရေးတွေကိုရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့စေလုံးကြမယ်ပေါင်းကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်ပြောတာဖြစ်တယ်เนาะကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ဒီသမိုင်းအကြောင်းအရာတွေကိုအကုန်လုံးကျွန်တော်တို့သိထားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့เนาะအနှစ်ချုပ်ကုန်နေပြီးတော့အားလုံးခြုံပြီးတော့ကျွန်တော်ပြောမှာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့တောင်မျိုးတို့ခမီးတို့အခုနောက်ကရခိုင်လူမျိုးတွေရဲ့အကြောင်းတွေကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့မျိုးလူမျိုးတွေဘေးကနေဆင်းသက်လာတယ်ဆိုတဲ့ဟာကိုပထမဆုံးသိဖို့လိုတယ်အဲ့ဒါကကျွန်တော်တို့တရုတ်ပြည်ကဝင်စီကွန်ချုံဆိုတာရှိတယ်เนาะအဲ့ဒီပြည်နယ်ကနေပြီးတော့ကျွန်တော်တို့ကဆင်းသက်လာတာဖြစ်တယ်ဆိုတော့ အဲ့ဒီကတစ်ချက်เนาะကျွန်တော်တို့ကဘေးကနေလာတယ်လေเนาะ အဲ့ဒါကရခိုင်လူမျိုးတွေနဲ့ဘလို့ကွာလဲဆိုတဲ့ဟာကိုကျွန်တော်တို့သူ့ရခိုင်လူမျိုးတွေရဲ့ဆန်သက်လာပုံအကြောင်းရောက်တဲ့အခါမှာကျွန်တော်တို့တိုက်ရှင်ကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ကတရုတ်ပြည်ကနေလာတာနော်တရုတ်ပြည်ကနေလာတာဘာဖြစ်လို့လာတာလဲလို့ပြောလို့ရှိရင်တရုတ်လူမျိုးတွေကဒီလိုစစ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့လူမျိုးတွေကအဲ့ဒီမှာစစ်သုံးပတ်ဖမ်းခံရတဲ့နော်ဖမ်းခံတဲ့ခါကျတော့အဲ့ဒီမှာညင်ပန်းနှိမ့်ဆက်တယ်ညင်ပန်းနှိမ့်ဆက်တဲ့ခါကျတော့မခံနိုင်ပြီးတော့ထွက်လာတာဖြစ်တယ်ဆိုတော့ဒီဟာတစ်ကြောင်းဆိုတော့မြန်မာပြည်ဖက်ကိုရောက်လာတာအဲ့ဒီမှာမျိုးဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာရောက်မှပဲကျွန်တော်တို့မျိုးဖြစ်တာလားဆိုတော့ ျွန်တော်တို့သိဖို့လိုတယ်เนาะအဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောက်မှရခိုင်ပြည်မှာရောက်မှကျွန်တော်တို့မျိုးဆိုတဲ့ဟာဖြစ်လာတာမဟုတ်ဘူးကျွန်တော်တို့ကတရုတ်ပြည်ကနေလာတယ်တရုတ်အမည်ဖြစ်တယ်နေเนาะအဲ့ဒါကစာမျက်နှာ98မှာကျွန်တော်တို့ဖတ်နိုင်တယ်ဒီစာအုပ်ကိုဖတ်ကြပါเนาะဖတ်ကြပါအဲ့ဒါမှကျွန်တော်တို့ကအဲ့ဒီမျိုးဆိုတဲ့စာလုံးကိုဖြောက်လို့မရဘူးသမိုင်းကတက်တည်ဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သမီးဆိုတဲ့ကျွန်တော်တို့အမျိုးတွေเนาะကျွန်တော်တို့တောင်မျိုးဆိုတဲ့ကျွန်တော်တို့အမျိုးတွေတိမတာလည်းနားလေမတာလည်းကျွန်တော်တို့ ဒီအမီကိုလက္ခဏာရမှာဖြစ်တယ်နော်လက္ခဏာရမှာဖြစ်တယ်သမိုင်းကအထောက်ထားဟုတ်တရုတ်ပြည်ကလာတယ်တရုတ်ပြည်ကလေးကလည်းရှိပြီးသားမြန်မာပြည်မှာရောက်လာတယ်မြန်မာပြည်မှာလည်းရှိနေတုံးပဲလက္ခဏာတွေတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိဖို့လိုတယ်။နောက်မှအဓိကအချက်ပေါ့နော်။နောက်တစ်ခုကဘာအမျိုးအနွေလဲ။နောက်ဘာအမျိုးအနွေလဲဆိုလို့ရှိရင်တော့မွန်ဂိုလွိုက်အမျိုးအနွေတွေဖြစ်တယ်နော်။အဲ့ဒါကတိဘက်မြန်မာအုပ်စုဖြစ်တယ်ဆိုပြီးမှဒီသမိုင်းစာအုပ်ကနေပြီးတော့ထောက်ထားရကျွန်တော်တို့သိနိုင်တယ်နော်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ ပထမနော်ဟိုဖက်ကနေပြီးတော့ဆင်းသက်လာတာနော်တရုတ်ပြည်နဲ့ဆင်းသက်လာတဲ့အခါကျတော့အဖက်ဆင်းသက်လာတယ်နော်ဆင်းသက်လာတယ်အဲ့ဒါကအရှိဖက်နဲ့ကျွန်တော်တို့အနောက်ဖက်ဆိုပြီးတော့လမ်းလမ်းကိုကျွန်တော်တို့ခွဲထက်ပြီးတော့ထွက်လာတယ်ထွက်လာတဲ့အခါကျတော့အရှိဖက်လမ်းတွေကကျွန်တော်တို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့ထိုင်းတို့အဲ့ဒီဖက်နဲ့ဆင်းသက်လာတာနော်ဆင်းသက်လာတာဆိုတော့အဲ့ဒါကအရှိဖက်ချမ်းပြီးလို့ရှိတော့အနောက်ဖက်ချမ်းကျွန်တော်တို့လူမျိုးတွေကအနောက်ဖက်ချမ်းနဲ့ အဲ့ဒီအုပ်စုထက်မှာပါတယ်เนาะအဲ့ဒီအုပ်စုထက်မှာကျွန်တော်တို့ပါလာပြီးတော့ကျွန်တော်တို့အနောက်ဖက်ကနေပြီးတော့ဝင်လာတာအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဘူးတီတော်မောင်တော်လမ်းကိုအနောက်တကားဆိုပြီးမှကျွန်တော်တို့သုံးတယ်အနောက်တကားဆိုရတဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ဟိုဖက်ကနေဝင်လာတဲ့တကားပေါက်เนาะတကားပေါက်အဲ့ဒီမှာရှိတယ် เนาะไอ้ดิอุสุอ่ะကျွန်တော်တို့ဘေးဖက်နေဝင်လာလဲရခိုင်ပြည်ရဲ့ဒီအနောက်ဖက်နေဝင်လာတယ်เนาะအုတ်စုတစုဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်ဆိုတော့လမ်းကြောင်းတစ်ကြောင်းဝင်လာတယ်တစ်ကြောင်းကအရှေ့ဖက်ကတစ်ကြောင်းကအနောက်ဖက်ကဆိုတော့ကျွန်တော်တို့လူမျိုးတွေကအခုဘေးဖက်နေဝင်လာလဲအနောက်ဖက်နေဝင်လာတယ်เนาะအိန္ဒိယမဏိပူအာသာเนาะအဲ့ဒီကနေเนาะဒီဂစ်ပန်ဒီလိုခေါ်တဲ့ဒီကလတာမြစ်ကိုစုံပြီးတော့ဆင်လာတာเนาะအဲ့ဒီကလတာမြစ်ကဟိုးထမမဏိပူရအာတံဖက်အထိ ဆင်သက်တယ်အဲ့ဒီဖက်ထိเนาะကျွန်တော်တို့ထိုးဖောက်သွားတယ်เนาะအိန္ဒိယနိုင်ငံမနီပူရာအသံထိသွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က case penalty เนาะအဲ့ဒီမြစ်เนาะကလတာမြစ်အခုဆိုရင်เนาะကလတာမြစ်ခေါ်တယ်အရင်တော့ကတော့ case penalty ပေါ့เนาะအဲ့ဒါကကျွန်တော်တို့ page 16မှာကျွန်တော်တို့တွေ့နိုင်တယ်เนาะတွေ့နိုင်တယ်ဆိုတော့ဝင်လာပြီကျွန်တော်တို့ဝင်လာပြီအနောက်ဘက်ကနေဝင်လာကြပြီเนาะဆိုတော့အိန္ဒိယမနီပူရာအသံเนาะအဲ့ဒီကလတာမြစ်ကျောင်းအတိုင်းကျွန်တော်တို့ဆင်းချလာတယ်เนาะဆင်းချလာတယ်ဆိုတော့ကျွန်တော်တို့ case penalty မြစ်ကျောင်းအတိုင်းဆင်းလာတာ ဆိုတော့ဘာဖြစ်လို့မြေကြောင်တိုင်းဆင်းလာလဲဆိုလို့ရှိရင်လူတွေကဒီရေတော့ပါလို့ဆိုတော့တော်တော်ကိုအရေးကြီးတယ်ဆိုတော့အဲ့ဒီရေကိုအမိပြုတ်ပြတော့ကိုနေထိုင်ကြတယ်လူတွေကရေမရှိတဲ့နေရာမှာကျွန်တော်တို့နေတဲ့ခါကြလို့ရှိရင် twin two ရတယ်ဘာဖြစ်ပြောပြောအဲ့ဒီနေရာမှာရောက်လို့ရှိရင်လည်းကျွန်တော်တို့ twin two ရတာပဲရေတဲကိုရေခံရှေ့ရမှာပဲအဲ့ဒီနေရာတွေကိုအမိပြုတ်တော့ဆင်းလာတာဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ BC ခုနှစ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်เนาะ BC 5000မှာเนาะ BC ဆိုတာ before Christ Christ တော့မပေါ်တဲ့အချိန်ခါ အဲ့ဒီ third grade ကိုပါခလို့ဆိုလို့ရှိရင် BC BC ကတော့သူကအကြီးရနဲ့စတယ်နော်နံပါတ်အကြီးရနဲ့စပြီးတော့အောက်ကိုဆင်းချလာတာနော်ဆိုတော့အခု AD တို့ပါလို့ဆိုလို့ရှိရင်10နှစ်3လရနေပြီစပြီးတော့အဲ့လိုမျိုးကြီးသွားတယ်အခုလက်ပေါင်း2025ခုရှိပြီပေါ့နော်ဆိုတော့အဲ့ဒါက crypto ပေါ်ပြီးတဲ့နောက်ပိုင်းမှာဆိုတော့ခုပြောနေတဲ့ဟာက BC ဆိုတာက before crypto နံပါတ်အကြီးဆုံးကနေသူတို့ကဆင်း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 လာပြီးတော့နော် crypto က BC လေးမှာပွင့်တယ်ဗုဒ္ဓဘာသာက BC 400မှာပွင့်တယ်ဆိုတော့အဲ့ဒီဟာပေါ့ဆိုတော့အစ်ကပြတော့ဗုဒ္ဓဘာသာ ို့စောတယ်နော်ပို့စောတယ်ဆိုတော့ကျွန်တော်တို့က BC 5000ဆိုတော့နော်အဲ့ဒီမှာဗုဒ္ဓဘာသာလည်းမပေါ်သေးဘူးကျွန်တော်တို့ခရစ်တော်လည်းမပွင့်သေးဘူးနော်ခရစ်တော်လည်းမမွေးဖွားသေးဘူးဆိုတော့အဲ့ဒါက page blog မှာတွေ့ရတယ်ဆိုလို့ရှိရင် page 1မှာလည်းတွေ့ရတယ်ချမ်းနေရာမှာလည်းအများကြီးတွေ့ရလိမ့်မယ် BC 5000ကနောက်တစ်ခုက BC 6000ကိုကျွန်တော်တို့ကြည့်အောင်နော် BC 6000ကတော့9000မှာဝင်လာတယ်ခုနကတောင်မြိုတွေလည်းပါတယ်နော်တောင်မြိုတွေလည်းပါတယ်ဆိုတော့ အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာဒီဘလက်ဝနေမှာရောက်တဲ့ခါကျတော့ကျွန်တော်တို့စပြီးတော့အခြေချပြတဲ့နေထိုင်ကြတယ်နေထိုင်ပြီးတဲ့ခါကျတော့အဲ့ဒီမှာခူမီလူတွေမျိုးတွေကလည်းခုနက BC 9000နော် BC 9000ခန့်မှာကျွန်တော်တို့ဝင်လာကြတယ်ဆိုတော့ခူမီလူမျိုးတွေနဲ့ကျွန်တော်တို့ရောပြီးတော့နေတဲ့ခါကျတော့သူတို့ကအုပ်စုများတယ် အုပ်စုများတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီမှာတိုက်ခိုက်ခံရတယ်နော်တိုက်ခိုက်ခံရတဲ့ခါကျတော့ဒီတောင်မျိုးတွေကဒီပလက်ဝါနေပြီးတော့ဟိုဖက်မှာဘန်ဂါဒေ့ရှ်ကိုကျော်သွားတယ်နော်ကျော်သွားတဲ့ခါကျတော့သူတို့ကအဲ့ဒီဖက်မှာပဲနေတော့တယ်နော်ဒီဖက်ကိုမလာတော့ဘူးဆိုတော့သူတို့စစ်ပြေးတာလေးပြရတော့နော်စစ်ပြေးတာကျွန်တော်တို့မျိုးတွေကျတော့မျိုးနဲ့ခမီးတွေကျတော့ခမီးဆိုတော့တော့မှပါအဝမအဝမရောက်မှနော်အဝမျိုးမျိုးကနေပြီးတော့တစ်ခါခမီးဖြစ်သွားတာအမှန်တော့နော်အဲ့ဒီကလတ္တမီးရဲ့တိုင်းစုံပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းသွားကြတယ်နော် ကျတော့ကလတမ်းမြစ်တိုင်းစင်တော့ဟိုးဖမစစ်တွေနာကအဲ့ဒီမှာဘာလို့ဆိုပေါက်တော့နေတော့ဘာလို့မရောက်တဲ့ခါကျတော့ခမီဆိုတဲ့ဟာကိုကျွန်တော်တို့ဖြစ်လာကြတယ်တကယ်တော့မြို့ပဲเนาะမြို့နဲ့တောင်မြို့တောင်မြို့ကတော့ BC လေးထောင်မှာဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတယ်เนาะရောက်သွားတယ်နောက်ပိုင်းပြီးမှပြန်ဝင်လာတာเนาะအဲ့ဒီမှာကျွန်တော်တို့ပြန်ချစ်တဲ့ခါကျလို့ရှင်တောင်မြို့အကြောင်းကိုကျွန်တော်တို့သိရလိမ့်မယ်เนาะတောင်မြို့က BC လေးထောင်ခန့်မှာဟိုဖက်ကိုရောက်သွားပြီเนาะသူတို့ကဒီဖက်ကိုကလတမ်းမြစ်တိုင်းသူတို့မစုံစင်းလာဘူး မဆုံးဆင်းလာဘူးအဲ့ဒီမာရယူတို့ဘာတို့ညဝတီတို့ဘာတို့အဲ့ဒါနဲ့ဘာမှသူတို့ဟိုမှာเนาะကျွန်တော်တို့ပတ်သက်ဖို့ကျွန်တော်တို့မရှိဘူးရုပ်ထုစင်တူအဲ့ဒီခင်မလေးသူတို့ပုံပဲပါလာစရာအကြောင်းမရှိဘူးဘာဖြစ်ဆိုတော့သူတို့ဟိုဖက်မှာကျော်တော့ပြီเนาะကျော်တော့ပြီဒါပေမဲ့ကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့ကတစ်မျိုးသေးပဲเนาะတစ်မျိုးသေးပဲဆိုတော့ဒီဟာကိုရာဇုံရင်ထောက်ထားရကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပထမညဝတီเนาะပထမညဝတီကို BC 3395မှာเนาะပထမညဝတီကိုတီထောင်တယ်အဲ့ဒီတီထောင်တာကမာရီယိုက တီးထောင်လာနော်မာရီယိုကနော်ကျွန်တော်တို့မွေးဖွားလာတဲ့ကျွန်တော်တို့မျိုးလူမျိုးနော်ငါအောင်လာကနေပြီးတော့အဲ့ဒီမှာသူကမွေးစားတယ်မွေးစားပြီးမှသူ့ရဲ့သမီးနဲ့ပေးစားတယ်နော်ပေးစားတယ်ဒီမာရီယိုကဘာလိုမျိုးလဲအာရီယန်အနွေတွေဖြစ်တယ်တဲ့နော်အာရီယန်အနွေတွေဖြစ်တယ်ဆိုတော့အဲ့ဒီဟာကဖိရှားဘလော့မှာတွေ့နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့၄စီမှာတွေ့နိုင်တယ်ကျွန်တော်တို့တစ်စီမှာလေးတွေ့နိုင်တယ်နောက်တစ်ခုကအဲ့ဒီမှာရောက်တဲ့ခါကျတော့အခုမာရီယိုမင်းမတိုင်ပြီမှာကျွန်တော်တို့ကအုတ်ချုပ်ခဲ့တဲ့အဲ့ဒါကမျိုးမင်းပဲအဲ့ဒါက ခနောင်တင်လို့လည်းခေါ်တယ်ငတင်ကလို့လည်းခေါ်တယ်အဲ့ဒါကချင်းပြင်းနေနဲ့ရခိုင်ပြင်းနေကိုဘူးတွေးပြီးတော့အုပ်ချုပ်ခဲ့တဲ့မင်းတပါဖြစ်တယ်အဲ့ဒီခါအချင်းအဲ့ဒီအချင်းခါတုန်းကဒီမာရီယိုကနော်မပေါ်သေးဘူးနော်အဲ့ဒါကမျက်နှာ၂၁မှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီငတင်ကာကအုတ်ချုပ်တဲ့နေရာကဘယ်မှာလဲဆိုလို့ရှိရင်ခိုးဘလောက်ဝနဲ့ခိုးစမိပေါ့စမိမြို့နေရဲ့စမိနဲ့ဆိုလို့ရှိရင်နည်းနည်းပါးပဲဝေးတယ်နော်အဲ့ဒီကနေခြေလို့ရှိရင်အဲ့ဒီတောင်ကိုတွေ့ရတယ်နော်အဲ့ဒီတီမာတောင်အဲ့ဒါဂျပန်တောင်နော်ဂျပန်တောင်မှာဆိုလို့ရှိရင် အဲ့ဒီမှာခြေချပြီးတော့သူတို့ကအဲ့ဒီကနေပြီးတော့အုပ်ချုပ်တယ်။နော်အဲ့ဒီကကရင်နန်းတော်ကနေပြီးတော့သူတို့အုပ်ချုပ်တာဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့တွေ့နိုင်တယ်။နောက်တစ်ခုကကျွန်တော်တို့ရခိုင်ကျောင်းကိုကျွန်တော်တို့ကြည့်အောင်နော်ရခိုင်ကျောင်းကိုကြည့်တဲ့အခါမှာသူတို့ကရခိုင်ပြည်နယ်ကိုဘယ်အချိန်ကနေဝင်လာလဲဆိုလို့ရှိရင် AD 300နော် AD 300 BC မဟုတ်တော့နော် BC ကုန်သွားပြီ။နော် BC လေးမှာခရစ်တော်ဖွားတယ်ပြီးလို့ရှိရင်တော့ BC 1နှစ်ပြီးလို့ရှိရင်တော့သူကကုန်သွားပြီ။ကုန်သွားတော့ AD AD မှာတောင်ပနှစ်ပေါင်း300 နော်နှစ်ပတ်ဖို့ရမှာမှာကျွန်တော်တို့ဟုတ်ဖက်ကနေပြီးတော့ဝင်လာတယ်နော်မြောက်ဖက်နေပြီးတော့ဝင်လာတယ်သူတို့ကနောက်ဖက်နေမှာမဟုတ်ဘူးမြောက်ဖက်နေဝင်လာတယ်ဝင်လာတယ်အဲ့ဒီမှာနော် BC မှာလည်းမဟုတ်ဘူးကျွန်တော်တို့ AD မှာပဲဖြစ်တယ် AD မှာတောင်မှ300မှသူတို့ဝင်လာတာဖြစ်တယ်ဆိုတော့ Mario ကနော်အဲ့ဒီမှာ BC 330နဲ့နှစ်မှာသူတို့ကညဝေဒီပထမညဝေဒီကိုတီထောင်လိုက်ပြီဆိုတော့သူတို့နှစ်ယောက်ကဘယ်လိုဆက်ဆက်လဲနော် ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့သမိုင်းပြီးဖို့လိုတယ်เนาะသမိုင်းပြီးမှသာလေကျွန်တော်တို့ကဘသူတွေကเนาะအဓိကအဲ့ဒီနေရာမှာရောက်ပြီးတော့ဘသူတွေကလမ်းလောဖြစ်တယ်လေဘသူတွေကခန်းစားခွင့်ရှိတယ်ဘသူရဲ့နေမြေလေဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်เนาะကျွန်တော်တို့ကတကယ့်နေမြေခန်းတွေဖြစ်တယ်เนาะရခိုင်တွေက AD 300လောက်မှပဲဝင်လာဖြစ်တယ်ဆိုတော့အဲ့ဒါကိုခြေလိုက်မယ်နောက်တစ်ခုကဒီစာမျက်နှာเนาะအဲ့ဒီနေရာနဲ့လေးစီကိုခြေတဲ့ခါကျတော့သူတို့ကဘလို့ပြောထားလဲဆိုလို့ချင်းရခိုင်စာမာရီယူကဟောမာရီယူကိုကျွန်တော်တို့ကသူတို့ဝင်လာက AD 300မှာเนาะ မာရီယူရဲ့ဒီပထမတညဝေတွေကိုတည်ထောင်တာက BC 3325မှာနော် BC မှာနော်3325မှာဆိုတော့သူတို့ဝင်လာတာက300မှာ AD မှာအများကြီးกว่าတယ်နော်အများကြီးกว่าတယ်ဆိုတော့ဘာဖြစ်လို့ဒီရခိုင်ကဒီမာရီယူ main ကသူတို့ main လို့ကျွန်တော်တို့ပြောရလာလဲနော်စိတ်ဝင်စားစရာကောင်းတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့သမိုင်းသိဖို့လိုတယ်เนาะဆိုတော့သူတို့ရဲ့သမိုင်းကဟို ကနေဆက်လာတာမဟုတ်ဘူးเนาะတရုတ်ကနေအာဝင်လာတယ်ဆိုတဲ့ပုံစံမျိုးတော့အဲ့လိုမျိုးရေးထလာအဲ့ဒီတီးတမိုင်းစာအုပ်မှလာမသိဘူးသူတို့တမိုင်းစာအုပ်တတ်တတ်မှတော့ရှိကောင်းရှိနိုင်တယ်ဆိုတော့အဲ့ဒီထက်မှာအချက်ကတော့ရခိုင်စမာရီယူကရခိုင်အစဒညဝတီကနဲ့ဒညဝတီဆိုတာခုနကမာရီယူတီထားတဲ့ပထမဒညဝတီကိုပြောတာအဲ့ဒီပထမဒညဝတီက BC 3395မှာဆိုတော့ပွာကြီးပဲเนาะဘာဖြစ်လို့သူတို့မင်းဖြစ်ရတာလဲเนาะသူတို့ကအဲ့ဒီတမိုင်းကိုဘာဖြစ်လို့သူတို့ရေးရတာလဲဆိုတဲ့ဟာကိုကျွန်တော်တို့သိဖို့လိုတယ်เนาะသိမှသာလေကျွန်တော်တို့ဩ ီဟာတွေကကျွန်တော်တို့စီလုံးသိမ်းပြီးကျွန်တော်တို့ညီကောင်မတွေနောက်ကျွန်တော်တို့တကယ်တိုင်းရင်းသားတွေကနော်နေရာမရဘဲနဲ့တိုင်းရင်းသားပထမဆုံးမရောက်တဲ့လူတွေကနော်ကျွန်တော်တို့စီမံဩဇာလွှမ်းမိုးမှုတွေအများကြီးဖြစ်လာတဲ့ဆိုတဲ့ဟာကိုသင်ခန်းစာရမှအခုကကျွန်တော်တို့ကအောင်စီနိုင်မှာဖြစ်တယ်။ရခိုင်စတညဝတီနောက်တစ်ခုက recrine ရခိုင်စ recrine ကရတယ်။ရခိုင်ပြည်နယ်ကိုစတာ recrine ကနော်ကျွန်တော်တို့မြို့လူမျိုးကိုအင်္ဂလိပ်တွေကပြည်နယ်ပေးပို့လာတယ်။ဒီနေ့ပြောလာတဲ့ခါမှာပွဲတွေနဲ့ပဲတောက်စားတွေနဲ့ပဲသုံးခါတီးတီးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ခုန recrine ဆိုတဲ့ เนาะไอ้ดิအစိတ်ခံကြုံကိုလှုပ်လိုက်ပြီးတော့အဲ့ဒီပြင်းတွေကိုအငယ်ကပေးလိုက်ခါကျတော့ recurrent ကိုပေးတာဖြစ်တဲ့ကြောင့်ရခိုင်ပြင်းတွေဖြစ်တဲ့အစဖြစ်တယ်အဲ့ဒါကြောင့်ရခိုင်အစ recurrent ကအဲ့ဒီပြတော့ရခိုင်ပြင်းတွေအစ recurrent ကအဲ့လိုမျိုးပြောတာသူတို့တက်တည်ခံတာအဲ့ဒါเนาะသူတို့တက်တည်ခံတာနောက်တစ်ခုကတကြမနောက်တကြမရခိုင်အစတကြမကားတယ်เนาะအဲ့ဒါတကြမဆိုတာရအဲ့ဒီရသိတ်เนาะရသိတ်ဟာဆိုလို့ရှိရင်เนาะကျွန်တော်တို့တကြမအຫນွေဖြစ်တယ်เนาะတာဂီဝင်အຫນွေဖြစ်တယ်เนาะအဇနတ် ယတိဟာဆိုလို့ရှိရင်တာကြတာကီဝင်ဖြစ်တယ်เนาะတာကြတာကီဝင်ဖြစ်တယ်ဆိုတော့တကြမဆိုတာအဲ့ဒီမာရီယိုရဲ့အဖေအဲ့ဒါเนาะမာရီယိုရဲ့အဖေကိုယူတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နားထောင်လို့ကောင်းသေးတယ်เนาะနားထောင်လို့ကောင်းသေးတယ်အဲ့ဒီဟိုဟာကမာရီယိုကိုယူတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မျိုးမဆုံးသွားပြီเนาะမျိုးမဆုံးသွားပြီဆိုတော့မာရီယိုရဲ့အဖေကိုယူတယ်ဆိုလို့ရှိရင်တော့เนาะသူတို့က ဟုတ်ဖက်ကနေပြီးဘင်္ဂလားဒေ့ရှ်ကနေပြီးတော့လာတာဖြစ်တယ်တာကီတက်ကြတာကီဝင်နေဖြစ်တယ်တာကီအနွေဝင်နေဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာထူးခြားမှုတွေအများကြီးရှိလာတယ်နော်အဲ့ဒါက page number 249နဲ့49နဲ့49မှာကျွန်တော်တို့တွေ့နိုင်တယ်အခုနောက်ကရတိဟာဆိုလို့ရှိရင်ကပီလာပြင်းနေနော်တက်ကြတာကီအနွေဝင်ဖြစ်တယ်နော်ဆိုတော့အဲ့ဒီတကြဆိုတဲ့တကြမှဆိုတဲ့ဟာကခုနကရတဲ့ရဲ့အမိနော်ရတဲ့ရဲ့အမိကိုယူပြီးတော့နော်ယူထားတဲ့အတွက်ကြောင့်သူတို့ကဟိုဖက်ဘင်္ဂလားဒေ့ရှ်နဲ့ဆိုလို့ရှိရင်ကလာပဲနော်ကလာပဲကလာအနွေပဲ အဲ့ဒီပဲတော့နော်အဲ့ဒါကိုကောက်လို့ရှိရင်လည်းကလအနေပဲဆိုတော့မာရီယုကိုကောက်ပြန်တော့လဲနော်မာရီယုကကျွန်တော်တို့လူမျိုးတွေနော်မွေးစားထားတာဖြစ်တဲ့ခါကျတော့နော်အဲ့ဒီမာရီယိုကကျွန်တော်တို့မွေးစားတော့ကျွန်တော်တို့လူမျိုးတွေဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့လူမျိုးပဲကျွန်တော်တို့မင်းပဲဒီမင်းอ่ะเนาะသူတို့ကဟောဖြစ်တယ်ဘာဖြစ်ဆိုတော့မာရီယိုကရေနဲ့မျောလာတာเนาะကျွန်တော်တို့ဘာမှစကပုံမှရှိတယ်ကုန်းမှဆိုလို့ရှိရင်တဝဲ့တယ်ရေမှဆိုလို့ရှိရင်ဆုံးတယ်เนาะကုန်းမှဆိုရင်ရတဲ့ပစ္စည်းကတော့တယောက်တဝဲ့ပဲเนาะရေမှရတဲ့ပစ္စည်းကအဆုံးပဲ ဆိုတော့မာရီယိုကအရှုံးမဲ့အဆုံးမဲ့အဲ့ဒါကမာရီယိုမင်းကဘာလူမျိုးပဲဖြစ်ဖြစ်ငါတို့လူမျိုးကိုသွင်းထားတာငါတို့လူမျိုးပဲငါတို့မင်းပဲเนาะအဲ့ဒါကိုသူတို့မင်းဆိုပြီးမှလုပ်ထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နော်တွေ့ရလိမ့်မယ်ဆိုတော့တော်တော်ကိုကျွန်တော်တို့အတွက်သင်ခန်းစရာတွေအများကြီးရလိမ့်မယ်ဒီထက်မှာပေါ့เนาะသူတို့အခုလာတဲ့ဟာလည်း AD 300မှာเนาะ300မှာဝင်လာတယ်ဝင်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြည်နယ်ကိုအကုန်လုံးသိမ်းသွားတယ်ကျွန်တော်တို့ရဲ့နေပြည်တော်ကိုအကုန်လုံးသူတို့သိမ်းသွားတယ်သူတို့အုပ်ချုပ်နေတယ်သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ သူတို့ရဲ့လက်ခုပ်ထဲမှာကျွန်တော်တို့ရောက်နေတယ်နော်ရောက်နေတယ်တိတ် landlord တွေရဲ့ခန်းစားပိုင်ခွင့်သူတို့ရဲ့အခွင့်အရေးဘာတစ်ခုမှမရှိပါဘူးခုထက်ထိဘာမှမရှိပါဘူးနော်နိုင်ငံခြားတော့ဘာလို့ဆိုလို့ရှိရင်တော့ဒီ landlord တွေဆိုလို့ရှိရင်ဖုတ်ဖုတ်မှုထားရတာနော်အကုန်လုံးသူတို့လိုလေတင်မရှိနော်အကုန်လုံးပေးထားရတယ် ော်တကိတ်ဒီမိုကရေစီတိုင်းပြည်တွေမှာပေါ့နော်ကျွန်တော်တို့နိုင်ငံမှာကြတော့ပါခွဲရမှမရသည့်အပြင်နော်ကျွန်တော်တို့ကိုတကိတ်လူမလေးခွဲမခန့်လို့ပါပဲနော်သူတို့ဆက်ဆံတဲ့ပုံစံမျိုးတွေကျွန်တော်တို့ခန်းစားရလိုက်မယ်ဆိုတော့ဒါတွေကိုကျွန်တော်ဘာဖြစ်လို့ပြောလဲဆိုလို့ရှိရင်တမိုင်းကိုဖတ်ပြီးတော့ကျွန်တော်တို့စေးလုံးလိုက်ဖို့အတွက်ကျွန်တော်ပေါ့ပြချင်းဖြစ်တယ်ဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်တို့အဓိကကျွန်တော်တို့လူမျိုးတွေနော်ရခိုင်ပြည်နယ်မှာနေတဲ့ရခိုင်လူမျိုးတွေကဆော့ဆုံရောက်တာလားကျွန်တော်တို့ကဆော့ဆုံရောက်တာလားဒီမင်းတွေကကျွန်တော်တို့မင်းလားသူတို့မင်းလားအော်စသဖြင့်နော်ပြည်နေကဘသူပြည်နေလဲသူတို့ပြည်နေလားငါတို့ပြည်နေလား စသဖြင့်ဒီဟာတွေကိုသိဖို့လိုတယ်ဒီလမ်းလောတွေကိုဖြစ်ပါလျက်နဲ့ကျွန်တော်တို့ဒီနေ့မစည်းလုံးတဲ့အတွက်ကြောင့်เนาะကျွန်တော်တို့အခွင့်အရေးတွေဘာတစ်ခုမှမရဘူးဘာတောင်းဆိုခွင့်မှလည်းမရဘူးเนาะအဲ့ဒါကိုသိဖို့လိုတယ်သိမှသာလျက်ကျွန်တော်တို့စည်းလုံးနိုင်ဖို့အတွက်ဒီနေ့ကျွန်တော်အမြဲတမ်းเนาะတင်ဆက်ပေးခြင်းဖြစ်တယ်ကိုယ်တက်နေတဲ့လောက်ကိုညံ့မီတဲ့လောက်เนาะအဲ့လိုမျိုးပါဝင်ပြီးတော့ဒီနေ့ပြောချင်းဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုမှာတက်ဆက်ချင်တယ်ဆိုတော့အားလုံးပဲအတိတ်တရားတွေရပြီးတော့အတိတ်တရားတွေရပြီး တော့ကျွန်တော်တို့စီးလုံးပြီးတော့ကျွန်တော်တို့လူမျိုးတွေရဲ့အခွင့်အရေးတွေကိုရနိုင်အောင်အကုန်လုံးကြိုးစားနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုပြန်ဆက်ပေးခြင်းဖြစ်ပါတယ်ဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင်